စတာဘရိုပိုလီလမ်းမတွေပေါ်မှာကြီးမားတဲ့ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးမာရီယူဘိုးကိုဘုံကျဲခဲ့သူအီဂေါ်ကာဆော့ဖ်ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေဟာပြမုံဖြစ်သွားခဲ့ပါတယ်။ဒီလှုပ်ချက်မှုဟာပူတင်စီကိုတိုက်ရိုက်သတင်းစကားပို့လိုက်တာဖြစ်ပြီးသူ့ရဲ့လုံခြုံရေးဟာချင်းချောက်ခံရပြီဆိုတာကိုပြသနေပါတယ်။ရုရှားရဲ့ယူကရိန်းကျူးကျော်မှုအထူးသဖြင့်မာရီယူဘိုးမြို့ကိုဝိုင်းရံတိုက်ခိုက်ရမှာတက်ကြွသွားပါဝင်ခဲ့ပြီးခရမလင်ကစူးစိတ်တွေချီးမြှင့်ခံခဲ့ရတဲ့အသက်34နှစ်ရဲ့အီဂေါ်ကာဆော့ဟာ စတာပရိုပိုလီမှာလှုပ်ကြံခံခဲ့ရပါတယ်။သူနဲ့အတူအခြားလူတူဦးပါအခင်းဖြစ်ပွားရာနေရာမှာတည်ဆုံးခဲ့ပါတယ်။ကာဗ်ဇော့ဟာရုရှားလီဒါမှာတောင်းဝင်ထမ်းဆောင်ခဲ့သူဖြစ်ပြီးမာရီယူပိုးကောင်းကင်ရဲ့မှာလေကြောင်းတိုက်ခိုက်မှုတွေကြောင့်လူသိများပါတယ်။သူ့ကိုစစ်ဘက်ရောနိုင်ငံရေးနယ်ပယ်မှာပါသူရဲကောင်းလေရင်မှုဖြစ်ချီးကျူးခံခဲ့ရပါတယ်။သူကိုစတာပရိုပိုလီဒေတာဆိုင်ရာအုပ်ချုပ်ရေးမှာအရေးကြီးတဲ့အရာတို့တစ်ခုခန့်အပ်ဖို့စီစဉ်ထားခဲ့ပေမဲ့ဒီအသေးခံတိုက်ခိုက်မှုကြောင့်အဲ့ဒီခန့်အပ်မှုမဖြစ်မြောက်ခဲ့ပါဘူး။ ပေါက်ကွဲမှုဟာမနက်12:27မိနစ်မှာဖြစ်ပွားခဲ့ပြီး CCTV မှတ်တမ်းတွေအရနီဂီတာပင်ကော့ဖ်လို့ခေါ်တဲ့လူငယ်တဦးကသူ့ဘေးမှာအိတ်ကိုချသုံးလှမ်းနောက်ဆုတ်ပြီးနောက်စကားတစ်ခွန်းမှမပြောဘဲထွက်ခွာသွားခဲ့တာကိုတွေ့ရပါတယ်။ပေါက်ကွဲမှုကြောင့် Gas Drop ဟာအဆောက်အအုံနှလုံးစာအကွာအဝေးထိကိုလွင့်ဆင်သွားပြီးသူ့ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေဟာလည်းလေထဲမှာလွင့်ဆင်ထွက်သွားခဲ့တယ်လို့မျက်မြင်သက်သေတွေကဆိုပါတယ်။ Social Media တွေပေါ်မှာပြန့်နှံ့ခဲ့တဲ့ပုံရိပ်တွေကြောင့် Gas Drop ရဲ့သူ့ရဲ့ကောင်းပွဲဟာ မာရီယူဘိုးမှာအရက်သား8000ပေါ်ကြာရောက်ခဲ့တဲ့ဘုံးတွေကနေရခဲ့တာဆိုတာကိုလူအများကပြန်လည်မှတ်မိခဲ့ကြပါဗျ။တိုက်ခိုက်သူတွေကမရေရာသေးပါဘူး။မော်စကိုစုံစမ်းစစ်ဆေးရေးကော်မတီကဒါကိုအကြမ်းဖက်လုပ်ရဲလို့ခေါ်ဆိုပေမဲ့စတာပရိုပိုလီဘရင်ကန်ယုံကတော့မိသားစုရန်ညှိုးလို့တန်တရားရှိနေပါဗျ။ဒါပေမဲ့နှစ်နာရီအတွင်းမှာပဲရုရှားပြည်ရင်းလုံခြုံရေးတပ်ဖွဲ့တွေဟာ FSB ဌာနချုပ်မှာပိတ်ပြီးယူကရိန်းထောင်လှမ်းရေးအဖွဲ့တွေနဲ့ပတ်သက်တဲ့ဖိုင်တစ်ခုကိုဖွင့်လှစ်ခဲ့ပါဗျ။ ဒီလိုလုပ်ရတဲ့အကြောင်းရင်းကတော့ပောက်ကွဲမှုဟာရုရှားတောင်ပိုင်းက Radar နဲ့ UAV ကိုကဲရေးဆန္ဒရဲ့အလဲဘိုးမှာဖြစ်ပွားခဲ့လို့ပါပဲ။မာရီယူဘိုးကိုပုံကျဲသူ Igor Kasov Starpropoli မှာလှုပ်ကြံခံရပြီးနောက် Kremlin မှာလှုပ်လှုပ်ရှားရှားဖြစ်နေပါတယ်။ထောင်နေရေးသတင်းရင်းမြစ်တွေရဲ့ပြောကြားချက်အရ Federal ကာကွယ်ရေးဝန်ဆောင်မှုတွင်ကိုယ်တငယ်ချင်းတွေကိုပါစစ်ဆေးဖို့အမိန့်များထုတ်ပြန်ထားပြီးဒါဟာ1938ခုနှစ်က Stalin ရဲ့တုတ်တင်ရှင်းလင်းမှုများကိုပြန်အမှတ်ရစေပါတယ်။ မနေ့ကသူရဲကောင်းလို့ချီးကျူးခံရတဲ့တပ်မှုတအူးဟာဒီနေ့မှာတော့ပြစ်မှတ်တစ်ခုဖြစ်လာနေပါပြီ။ Gods of ရဲ့လှုပ်ကြံခံရမှုဟာ Mario Bros စစ်စင်ရင်နဲ့ဆက်နွယ်နေတာဟာတိုက်ဆိုင်မှုမဟုတ်ပါဘူး။ဒီလှုပ်ကြံမှုဟာပူတင်ရဲ့အောင်ပွဲခံဝါဒမှာအကြောင်းတစ်ခုဖြစ်လာပါတယ်။ယူကရိန်းဘက်ကတော့တိတ်ဆိတ်နေပါတယ်။ Kiev ကကျွန်တော်တို့မလုပ်ပါဘူးလို့ပြောပေမဲ့ Crimea တရားပောက်ကွဲမှုတွေမျိုးပြည်သူတွေကြားမှာတော့ပျော်ရွှင်မှုတွေရှိနေပါတယ်။ ဒါဟာကီလိုမီတာယာနဲ့ခြီးတဲ့ဝေးတဲ့နေရာထိရောက်နိုင်တယ်ဆိုတာကိုတက်သေးပြလိုက်တာဖြစ်လို့ပါပဲဒီလောက်ကြမှုဟာရုရှားစစ်တပ်ရဲ့ထိတ်တန့်ရာရှိတွေကိုရှင်းလင်းတဲ့ message တစ်ခုပေးလိုက်တာပါဘယ်နေရာမှာလုံခြုံမှုမရှိဘူးဆိုတာပါပဲဒါကစစ်တပ်ရဲ့စိတ်ဓာတ်ကိုကြဆင်းစေပါတယ်ပြည်တွင်းမှာတော့ပူတင်ဟာအခြားခက်ခဲတွေကိုရင်ဆိုင်နေရပါတယ်ဂါဇော့ဖြစ်ရက်ကအထူးထောင်လှမ်းရေးဌာနရဲ့ထိတ်တန့်ရာရှိတွေကိုအရက်ပတ်ယာရီမှာထားရှိတဲ့အားနည်းချက်ကိုဖော်ပြနေပါတယ် ဒီပုံကိုယ်တွေဟာပြည်သူဆက်ဆံရေးအတွက်ကောင်းပေမဲ့ခရမလင်အတွက်လုံခြုံရေးအရအားနည်းချက်တစ်ခုလည်းဖြစ်ပါတယ်။လုံခြုံရေးစီမံတွေချဲ့ထွင်လာတာနဲ့မျှမီဒီယာလွှမ်းခြုံမှုကလည်းကျေပြန့်လာပြီးပူတင်ရဲ့ပုံရိပ်ကတဖြည်းဖြည်းပြိုလဲနေပါတယ်။ပူတင်လုံခြံခံရမလားဆိုတဲ့စကားလုံးတွေဟာနိုင်ငံတကာသတင်းမီဒီယာတွေရဲ့ထိတ်တန့်သတင်းတွေမှာပြန်ပါလာနေပါပြီ။ရုရှားအစိုးရရဲ့ဝါဒဖြန့်ချီမှုတွေဟာလည်းအောင်မြင်မှုမရတော့ပါဘူး။အစာပိုင်းမှာတံငွေပောက်ကွဲမှုလို့ပြောခဲ့ပေမဲ့ ေါက်ကွဲမှုမီဒီယာတွေဆိုရှယ်မီဒီယာတွေပေါ်ပြန့်နှံ့လာတဲ့အခါခရစ်မလင်ကယူကရိန်းအကြမ်းဖက်သမားစတာဘရိုပိုလီကိုရောက်ရှိလာပြီးဆိုတဲ့ခေါင်းစဉ်ကိုပြောင်းလဲထုတ်ပြန်ခဲ့ရပါတယ်။ဒါပေမဲ့ဆိုရှယ်မီဒီယာတွေမှာတော့ဓာတ်ငွေမျိုးလေးဓာတ်ငွေနဲ့တိုက်ခိုက်ခံလိုက်ရပြီးဆိုတဲ့လှောင်ပြောင်မှုတွေထပ်မံပေါ်ထွက်လာခဲ့ပါတယ်။အစိုးရရဲ့ဝါဒဖြန့်မှုတွေနဲ့အဖြစ်မှန်ကွဲလဲနေတာကိုပြည်သူတွေကရှင်းရှင်းလင်းလင်းမြင်တွေ့နေရပါတယ်။ပေါက်ကွဲမှုပြီးကားစော့ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုအမိုက်အိတ်တွေထည့်နေတာကိုပါမြင်တွေ့ခဲ့ရပြီးနောက် အမှန်တရားကိုဖုံးကွယ်ဖို့မလွယ်ကူတော့ပါဘူးစီဝိုင်းဆိုင်ရာကျိုးဆက်တွေကတော့တိတ်ဆိတ်ပေမဲ့ပုံနှံနေပါတယ်စတာဘရိုပိုလီဒေတာရဲ့ဆက်မှုရင်းနှီးမြှုပ်နှံမှုအစီအစဉ်မှာရူဘယ်1.2ဘီလီယံတန်ဖိုးရှိရန်ပုံငွေပါဝင်ပါတယ်ကာဇော့ဟာဒီဒေတာရဲ့နိုင်ငံရေးမှုဖြစ်တာကြောင့်သူရဲ့တည်ဆုံမှုဟာရုရှားစတော့ဈေးကွက်မှာဘန်တွေရဲ့အန်ဒီရဲ့ခွဲချမ်းစိတ်ဖြာမှုစနစ်တွေကိုတက်ရောက်စေခဲ့ပါတယ်။လောက်ကျန်တက်ဖြတ်မှုသတင်းတွေထွက်ပေါ်လာပြီးတရက်ကြာမှာ Rostel Champ နဲ့ Silverstone ရှယ်ယာရီ900ခိုင်လုံးကျဆင်းခဲ့ပါတယ်။ပြည်တွင်းလုံခြုံရေးချိုးဖောက်မှုတွေနဲ့ပတ်သက်တဲ့အစီရင်ခံစာတွေဟာ Kremlin ရဲ့စစ်စည်းဝါးရေးကိုပါထိခိုက်စေခဲ့ပါတယ်။ဒေသန္တရအစိုးရရဲ့မတည်မငြိမ်ဖြစ်မှုဟာနိုင်ငံသားချင်းငွေစင်တတ်မှတ်ချက်တွေကိုပါအရေးမိုးနေပါတယ်။နိုင်ငံတကာရဲ့အမြင်ကတော့လုံးဝကွဲပြားပါတယ်။ American ဘ ਹੁ ထောက်လန်းရေး Agency CIA နဲ့ဗြိတိန်စစ်ဘက်ထောက်လန်းရေး Agency MI6 သတင်းရင်းမြစ်တွေကဒီဖြစ်ရပ်ကိုအင်အားပြခြင်းဖြစ်ရှုမြင်ပါတယ်။ ဒီ message ဟာရုရှားပိုင်းကစစ်ဘက်ပြစ်မှတ်တွေနဲ့ပူတင်နဲ့နှိစက်တဲ့စီးပွားရေးလောကနှစ်ခုစလုံးကိုရည်ရွယ်ပါတယ်။ဖိအားပေးခံထားရတာကမျိုးရိုးပြင်ပမှာမဟုတ်ဘဲအတွင်းမှာပါလို့ဥရောပလေလာသုံးသပ်သူတွေကပြောဆိုကြပါတယ်။ပူတင်ရဲ့ထူထပ်လာတဲ့အကာအကွယ်စောင့်ဝိုင်းကသူ့ကိုရုရှားပြည်သူတွေနဲ့ပုံမဝေးကွာစေပြီးခရမ်လင်ကိုမှန်တမ်းတော်တစ်ခုဖြစ်ပြောင်းလဲပြစ်ပါလိမ့်မယ်။လာပေါင်းများစွာလှုပ်ကြံခံရမလားဆိုတဲ့စိုးရိမ်မှုတွေဟာဆုံးဖြတ်ချက်ချမှတ်ခြင်းလုပ်ငန်းစဉ်ကိုနှေးကွေးစေနိုင်ပါတယ်။ ါကတော့လုံခြုံရေးဆိုင်ရာလုံထုံးလုံနည်းတွေကြီးထွားလာတာနဲ့မျှအစည်းအဝေးသွားလာမှုတွေပိုများများပြားလာနိုင်ပြီးတိုင်ပင်ဆွေးနွေးမှုဆက်ဝိုင်းကကျင်းပြောင်းလာလို့ပါပဲဒီလိုအခြေအနေတွေကြမှာပူတင်ဟာစိတ်ရောဂါတွေနဲ့ရုန်းကန်နေရတယ်လို့လည်းပြောနိုင်ပါတယ်မကြသေးမီနှစ်တွေမှာခရမလင်ကောင်းဆောင်ဗလာဒီမာပူတင်ဟာလောက်ကျန်တက်ဖြတ်မှုဂျိုးပတ်မှုအများပြားရဲ့ဒဏ်ကိုခံခဲ့ရပါတယ်ဆိုင်ရင်တွေအရပူတင်ဟာလောက်ကျန်တက်ဖြတ်မှုပေါင်း43ကြိမ်တောင်ရှင်သန်ခဲ့တာအံ့ဩစရာကောင်းပေမဲ့ဒါကအမှန်တရားပါပဲ။ 1999ခုနှစ်မှာသမရယာရုကိုရယူပြီးနောက်ပူတင်ဟာရုရှားမာဖီးယားအဖွဲ့ရဲ့ပြစ်မှတ်ဖြစ်လာခဲ့ပါတယ်။ဒါဟာစနစ်တကျစစ်ရသွေးမှုတွေကိုဖိနှိပ်ဖယ်ရှားဖို့ပူတင်ရဲ့ဆုံးဖြတ်ချက်ကြောင့်ကြိုတင်ကာကွယ်တဲ့တိုက်ခိုက်မှုတစ်မျိုးပါပဲ။ဒါပေမဲ့ကာဗွန်ခွဲဖို့အသေးစိတ်စီစဉ်ထားတဲ့အစီအစဉ်ပြတ်ပြားခဲ့ပြီးကျူးလွန်သူတွေကိုဖမ်းမိခဲ့ပါတယ်။2000ပြည့်နှစ်မှာလည်းခြေချင်းညာတပုံများပူတင်ရုရှားရဲ့ခြေချင်းညာပြည်နယ်ကိုလေပတ်သွားရအောင်စဉ် သူ့ရင်တန်းဒီမှာအဝေးထိန်ဘုံတလုံးပောက်ကွဲခဲ့ပါတယ်။တမရဟာတိုက်ခိုက်မှုကနေအသက်ရှင်လွတ်မြောက်ခဲ့ပြီမြေသူ့ရဲ့လုံခြုံရေးအဆောင်အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။ယူကရိန်းကဝေးရေးထောင်လင်းရေးအကြီးအကဲကီလိုရီဘူဒန်နော့ဖ်ကပူတင်ကိုကော့ဂေးဆပ်ဒေတာကကိုယ်စလေတွေကလွန်ခဲ့လွန်ခဲ့တာကြာပြီးကလေးကပြစ်မှတ်ထားခဲ့တာလို့ပြောခဲ့ပြီးဒီလိုတိုက်ခိုက်မှုတွေဆက်ဖြစ်နိုင်တယ်လို့အလေးထားပြောဆိုခဲ့ပါတယ်။၂၀၀၂ခုနှစ်အဇာဘိုင်ဂျန်ခရီးစဉ် ူတင်အဇာဘိုင်ဂျန်ကိုနိုင်ငံတော်ခီးစဉ်တွင်ရုရှားသမ္မတကိုလုံခြုံတပ်ဖြတ်ဖို့စီစဉ်မှုနဲ့ပတ်သက်ပြီးအာဖဂန်နိုင်ငံသားတို့ကိုဖမ်းဆီးခဲ့ပါတယ်။အစိုးရခန္ဓာရီယာ2002ခုနှစ်ဇန်နဝါရီလမှာပူတင်အဇာဘိုင်ဂျန်ကိုတွားရောက်စဉ်တေချောင်းကျန်ဘုံသမားတို့ကိုသူ့ကိုတပ်ဖြတ်ဖို့တောင်းဝင်ပေးခဲ့တယ်လို့ဆိုပါတယ်။လုံခြုံတပ်ဖြတ်မှုကြိုးပမ်းမှုမအောင်မြင်ခဲ့ပဲအာဖဂန်တေချောင်းကျန်ဘုံသမားကိုဖမ်းဆီးပြီးထောက်လန့်ဆဲနှစ်ချမှတ်ခဲ့ပါတယ်။2002ခုနှစ်နိုဝင်ဘာလအဝေးပြေးလမ်းမကြီးပေါ်ပောက်ကွဲပစ္စည်း ်ပူတင်ရဲ့အတန်အငယ်ကိုချိန်ချောက်တဲ့အခြားစီစဉ်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်ပူတင်ခရမလင်နားကအဝေးပြေးလမ်းမကြီးပေါ်ကနေဖြတ်တန်းသွားတဲ့ရုရှားကောင်းဆောင်ရဲ့လုံခြုံရေးအဖွဲ့ရဲ့အာရုံကိုဖမ်းဆားခဲ့တဲ့စိတ်ဝင်စားကြအသေးစိတ်တစ်ခုရှိခဲ့ပါတယ်ချက်ချင်းသတိပေးခံရတဲ့သမရရဲ့လုံခြုံရေးအဖွဲ့ကဘာရှင်းပြကြမ်းမှမပေးဘဲရုရှားကောင်းဆောင်ရဲ့လမ်းကြောင်းကိုချက်ချင်းပြောင်းလဲခဲ့ပါတယ်ဒီဖြစ်ရပြီးတနားရီကြမှာမီဒီယာတို့ကရုရှားကောင်းဆောင် ဖြတ်တန်းသွားတဲ့အဝေးပြေးလမ်းမကြီးတစ်လျှောက်ကီလိုဂရမ်၄၄ချိန်ရှိတဲ့ ပေါက်ကွဲပစ္စည်းတွေတွေ့ရှိခဲ့ကြောင်းသတင်းပို့ခဲ့ပါတယ်။အရာရှိတွေကဒီကိစ္စနဲ့ပတ်သက်ပြီးမှတ်ချက်ပေးဖို့ငြင်းဆန်ခဲ့ပြီး2002ခုနှစ်မှာဖြစ်ခဲ့တာကိုတော့ငြင်းဆိုခဲ့ပါတယ်။2002ခုနှစ်ယာတာဟိုတယ်ရင်းအစိတ်ဂျမ်ပူတင်ယာတာဟိုတယ်တစ်ခုမှာနနက်စာစားနေစဉ်အစိတ်ဂျမ်ကြံစီမှုတစ်ခုကိုဖော်ထုတ်ခဲ့ပါတယ်။လေမင်းသာတုံ့ပြန်ခံနိုင်ပြီးအစိတ်ခံရန်ကြိုးပမ်းမှုကိုတားဆီးနိုင်ခဲ့ပါတယ်။ဒီနေ့မှာပဲမော်စကိုရဲ့ Red Square မှာကျင်းပတဲ့စီးရေးပြပွဲတစ်ခုတွင် ပူတင်ကိုပြစ်မှတ်ထားဖို့စနိုက်ပါတွေချထားခဲ့ပါတယ်။ဒါ့ပြင်ဖက်ဒရယ်လုံခြုံရေးဝန်ဆောင်မှု FSO ကသတိပြုမိပြီးအစီအစဉ်ကိုလှုပ်ဆောင်ခွင့်မပေးခဲ့ပါဘူး။2003ခုနှစ်ပြည်တိန်ခရီးစဉ်ဗလာဒီမာပူတင်ပြည်တိန်ကိုလည်ပတ်သွားရောက်စဉ်မှာရုရှားလျှို့ဝှက်ဝန်ဆောင်မှုဟောင်းလက်နက်ကင်ဟောင်းတို့ဦးလို့ဆွဆဲခံရတဲ့ပုံကိုယ်တို့ကစနိုက်ပါရိုင်ဖယ်နဲ့လှုပ်ကြံတက်ဖြတ်ဖို့ကြိုးပမ်းမှုတစ်ခုကိုပြည်တိန်အကြမ်းဖက်တိုက်ဖြတ်ရေးအဖွဲ့တွေကကြိုတင်သိရှိပြီးတားဆီးနိုင်ခဲ့ပါတယ်။ 2022ခုနှစ်ယူကရိန်းနောက်ထပ်လှုပ်ကြံတပ်ဖြတ်မှုကြိုးပမ်းမှုတစ်ခုကယူကရိန်းမှာဖြစ်ပွားခဲ့ပါတယ်။ပြီးတိန်နဲ့ဆက်သွယ်ရှိတယ်လို့ဆွဆွဲခံရတဲ့ခြေချင်းညာလူမျိုးအာဒန်အော့စမေယက်ဖာ2022ခုနှစ်မှာပူတင်ကိုလှုပ်ကြံတပ်ဖြတ်မှုကြံတင်မှုပြပြပြီးနောက်နိုင်ငံပိုင်ရုပ်မြင်သံကြားမှာပေါ်လာခဲ့ပါတယ်။အော့စမေယက်ကသူ့ရဲ့ထွက်ဆိုချက်မှာကျွန်တော်တို့ရဲ့ရွေးချက်ကမော်စကိုကိုသွားပြီးဝင်ကြီးချုပ်ပူတင်ကိုတတ်ဖို့ကြိုးစားတာပါ။ကျွန်တော်တို့ရဲ့နောက်ဆုံးချက်ကရုရှားသမ္မတရွေးကောက်ပွဲအပြီးဖြစ်ပါတယ်လို့ဝန်ခံခဲ့ပါတယ်။ ခြေချင်းညာလူမျိုး Arden Osmeyev ကိုနောက်ပိုင်းမှာ Ukraine ရဲ့ပင်လယ်နက်ကမ်းခြေ Odessa စိတ်ကမ်းမြို့မှာအထူးတပ်ဖွဲ့တွေကဖမ်းဆီးခဲ့ပါတယ်။ရုရှားလုံခြုံရေးဝန်ဆောင်မှုတွေက Osmeyev ဟာပြည်ထောင်ကနာမည်ကြီးအဆင့်မြင့်ပညာရေးဖွဲ့စည်းတစ်ခုကဘွဲ့ရတဦးဖြစ်ပြီးပူတင်ပေါ်ရန်လိုမှုကြောင့်နာမည်ကြီးတဲ့ခြေချင်းညာမိသားစုကလာတာလို့အရင်ကပြောဆိုခဲ့မှုပါတယ်။လောက်ကျန်တပ်ဖြတ်မှုဂျိုးပန်းမှုတွေဟာနှစ်ပေါင်းများစွာဆက်လက်ဖြစ်ပွားခဲ့ပြီး2022ခုနှစ်မှာတော့သူတို့တွေကတစ်ခုကအကြီးအကျယ်စိတ်လှုပ်ရှားစရာဖြစ်ခဲ့ပါတယ်။ ယူကရိန်းအာဏာပိုင်တွေကပူတင်နိုင်ငံကိုလာရောက်စဉ်လုံခြံတပ်ဖြတ်ဖို့စီစဉ်နေတဲ့လူအုပ်စုတစုကိုဖမ်းဆီးခဲ့ပါတယ်။ဒါပေမဲ့ဒီကြံစည်မှုရဲ့အပြည့်စုံနဲ့ဘယ်လိုလှုပ်ဆောင်မလဲဆိုတာကို လူသိရှင်ကြားထုတ်ဖော်ခဲ့ခြင်းမရှိပါဘူး။၂022ခုနှစ်စက်တင်ဘာလမှာရုရှားသမ္မတဗလာဒီမာပူတင်ကိုလုံခြံတပ်ဖြတ်ဖို့ကြိုးပမ်းမှုဆွတ်ဆဲချက်တွေထွက်ပေါ်လာခဲ့ပါတယ်။အဲဒီအချိန်တုန်းကပူတင်ရဲ့ရင်နှန်းကိုတိုက်ခိုက်ဖို့အသေးစိတ်စီစဉ်ထားခဲ့ပါတယ်။ဆွတ်ဆဲချက်တွေအရလုံခြံတပ်ဖြတ်မှုဟာပူတင်ရဲ့ရင်ကိုတိကျခွဲထုတ်ဖို့ရည်ရွယ်ချက်နဲ့ လူနာတရင်တစင်းကအဆောင်ရင်ကိုပိတ်ဆို့လိုက်ချိန်မှာစတင်ခဲ့တာပါ။ရင်နန်းကိုပိတ်ဆို့ခံရပေမဲ့ပူတင်ရဲ့ရင်ကတိုက်ခိုက်မှုကနေမမျှော်လင့်ပဲလွတ်မြောက်ပြီးလုံခြုံရွာကိုရောက်ရှိခဲ့ပါတယ်။ဖြစ်စဉ်ပြီးမှကိုရင်တော်တချို့ပျောက်ဆုံးသွားခဲ့တယ်လို့လည်းပြောဆိုခဲ့ပါတယ်။ဒီလုံခြုံတပ်ဖြတ်မှုကြိုးပမ်းမှုဟာစိန့်ပီတာစဘတ်ကနိုင်ငံရေးသမားတွေကပူတင်ရဲ့ယူကရိန်းဆိုင်ရာမူဝါဒတွေကိုဝေဖန်ပြီးသူ့ကိုတရားစွဲဖို့တောင်းဆိုပြီးချက်ချင်းဖြစ်ပွားခဲ့တာကမှတ်သားစရာပါ။ တိုက်ခိုက်မှုနောက်ကွယ်ကပုံကုန်နဲ့အဖွဲ့စည်းကတော့အခုထိမသိရသေးပါဘူးဖက်ဒရယ်ကာဝေးဝန်ဆောင်မှု FSO ဟာနမေကျော်ဆိုဗီယက်ထောင်လည်ရေးအဖွဲ့စည်း KGB ရဲ့တမိုင်းမှာအင်အားကြီးမားတဲ့အဖွဲ့စည်းတစ်ခုပါပဲဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက်ဖွဲ့စည်းခဲ့တဲ့ FSO ဟာအဆင့်မြင့်အစိုးရရာရှိတွေကိုကာဝယ်ဖို့အရေးကြီးတဲ့အစိုးရအဆောက်အအုံတွေရဲ့လုံခြုံရေးကိုတည်ကြစေဖို့နဲ့လျှို့ဝှက်တဲ့အချက်လက်တွေကိုကာကွယ်ဖို့တောင်းဝင်ရှိပါတယ်။နှစ်တွေတခြား FSO ဟာသူ့ရဲ့ဩဇာနယ်ပယ်ကိုချဲ့ထွင်ခဲ့ပါတယ်။ တည်ကြတဲ့ဂိမ်းကနန်းတွေရရှိဖို့ခက်ခဲပေမဲ့အစီရင်ခံစားတွေက FSO ရဲ့နှစ်စဉ်ဘတ်ဂျက်ဟာရူဘယ်ဘီလီယံအနည်းငယ်ထိရောက်ရှိပွဲရှိပါတယ်။ဒီအပြင် FSO မှာသူ့ရဲ့အမျိုးမျိုးသောလုပ်ငန်းတွေကိုလှုပ်ဆောင်ဖို့လူဝင်အား9000လောက်ရှိတဲ့ဝန်ထမ်းအင်အားလည်းရှိပါတယ်။ FSO ဟာအင်အားကြီးမားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပေမဲ့ပူတင်ရဲ့လုံခြုံရေးကိုအာမခံတဲ့တစ်ခုရင်းသောအဖွဲ့အစည်းတော့မဟုတ်ပါဘူး။ KGB အေဂျင့်တို့ဦးအနေနဲ့ပူတင်ဟာသူ့အပေါ်လှုပ်ကြံတပ်ဖြတ်မှုအစီအစဉ်အများစုဟာအတွင်းကနေလာတာဆိုတာကိုကောင်းကောင်းသိပါတယ်။ဗလာဒီမာပူတင်ကသူ့ရဲ့အသက်အန္တရာယ်ကိုကာကွယ်ဖို့အတွက်လုံခြုံရေးကိုအလွှာပေါင်းစုံစီမံထားတာကပညာရှိရာရောက်ပါတယ်။ဒါကဖက်ဒရယ်ကာကွယ်ရေးဝန်ဆောင်မှု FSO တခုတည်းကိုအားကိုးတာမျိုးမဟုတ်ပဲနောက်ထပ်အင်အားကြီးမားတဲ့တပ်ဖွဲ့တစ်ခုဖြစ်တဲ့အမျိုးသားအစောင့်တပ် National Guard ကိုပါ2016ခုနှစ်မှာသူ့ကိုယ်တိုင်ဖွဲ့စည်းခဲ့ပါတယ်။ဒီတပ်ဖွဲ့မှာလက်ရှိလူဦးရေ3,400ကျော်ရှိပြီး ပူတင်ရဲ့ဓာတ်ရိုက်လက်အောက်ခံတွေပါဒီတက်ကို ထိန်းသိမ်းသေးကတစ်နှစ်ကိုရူဘယ်200ဘီလီယံဒေါ်လာ1.8ဘီလီယံလောက်ကုန်ကြပါတယ်ဒီတက်ရဲ့အဓိကတာဝန်ကလောက်ကျန်တက်ဖြတ်မှုတွေကိုကာဝယ်ဖို့ထက်စစ်တပ်အထောက်ပံ့နဲ့အာဏာသိမ်းဖို့ကြံတည်နိုင်တဲ့ထိတ်တန်းစစ်ပတ်ဒါမှမဟုတ်အရက်ပတ်ယာရှိတွေကို တားဆီးဟန့်တားဖို့ပါပဲ FSO တွင်းက SPB ပုံကိုရေးအဆောင်တက်ကတော့ပူတင်ရဲ့အသက်လုံခြုံရေးနဲ့ကျန်းမာရေးကိုကာကွယ်ဖို့တီးတန့်တာဝန်ယူထားပါတယ် ီလိုလုံခြုံရေးစနစ်အလှအပေါင်းဆုံးကြောင့်သာပူတင်ဟာလှုပ်ကြံတပ်ဖြတ်မှု43ကြိမ်သလုံးကနေအသက်ရှင်လွတ်မြောက်ခဲ့တာအံ့ဩစရာမဟုတ်ပါဘူးဗလာဒီမာပူတင်မှာလုံခြုံရေးစီမံတွေဘလောက်ပဲခိုင်မာနေပါသေးသူဟာမကြမီတည်ဆုံးနိုင်တယ်ဆိုတဲ့စိတ်ဆွဲလန့်မှုကြောင့်သူ့ရဲ့ပြည်ရင်းနိုင်ငံရေးဆုံးဖြတ်ချက်တွေထိခိုက်နေတာကိုရှင်းရှင်းလင်းလင်းတွေ့ရပါတယ်ဒီလိုဆိုရင်မှုတွေကြောင့်ရုရှားရဲ့ကာဝေးရေးအုံကြိတ်ဟာ Federal Budget ရဲ့30ရာခိုင်နှုန်းအထိတက်လာခဲ့ပါတယ်ဒါအပြင်ပြည်တွင်းလုံခြုံရေးနဲ့ ပူတင်ရဲ့ရင်နှန်းကာကွယ်ရေးအသုံးစိတ်တွေကလည်းအခုဆိုရင်အရင်ကထက်ပိုများလာပါပြီ။ဒီကုန်ကြစိတ်တွေကစစ်မြေပြင်မှာလိုအပ်တဲ့ရူဘန်ငွေတွေကိုပြည်ရင်းလုံခြုံရေးဘက်ကိုလွှဲပြောင်းယူနေသလိုပါပဲ။ဟင်နရီကစ်ဆင်ဂျာကခေါင်းဆောင်တွေရဲ့မသေးနိုင်ဘူးဆိုတဲ့အထင်မြင်မှားခြင်းလို့ခေါ်ဆိုခဲ့တဲ့စိတ်ပိုင်းဆိုင်ရာအချက်တွေဟာပူတင်မှာပိုပြီးတည်တာလာနေပါတယ်။ခေါင်းဆောင်တယောက်ကသူကိုယ်တိုင်ကမထိခိုက်မသေးဆုံးနိုင်ဘူးလို့မှားယွင်းယုံကြည်ပြီးအဲ့ဒီအယုံကြည်ပျက်စီးသွားတဲ့အခါအင်ပါယာတစ်ခုလုံးကိုပါထိခိုက်စေနိုင်တယ်ဆိုတာက တမိုင်းကတက်သေးပြနေပါတယ်ပြောတဲ့အကြောင်းအရာကိုပိုရှင်းလေးအောင်ပြန်ရေးပြပါမယ်ခရမလင်ရဲ့လုံခြုံရေးစိုးရိမ်မှုများမြင့်တက်လာခြင်း Star Propoli မှာလမ်းတွေပြန်ပြင်ပြီးစီးခဲ့ပြီးမြဲခရမလင်ရဲ့စိုးရိမ်မှုကတော့ပိုပြီးတင်းမာလာပုံရပါတယ်မော်စကိုရဲ့ညကောင်းငွေရမှာအီလက်ထရောနစ်ခုခံကာကွယ်ရေးမိုးပြံပူပေါင်းတွေပို့တွေ့လာရသလိုဂျင်တန်းလမ်းကြောင်းတွေမှာလည်းရေဒီယိုချိန်ထုံနှောက်ချက်စနစ်ရေဒီယိုဖရီကွင်စီဂျမ်မာတွေပုံများလာတော့ကိုသတိထားမိမှာပါ ။ဒါအပြင်စီဝေးကန်းတွေထဲမှာဇပွဲတွေပိုရှိလာတာကလည်းခေါင်းဆောင်တွေရဲ့လုံခြုံရေးအတွက်ပိုပြီးအလေးထားလာတာကိုဖော်ပြနေပါဗျ။ဒီအခြေအနေတွေအားလုံးဟာရုရှားသမိုင်းရဲ့ရှေးဟောင်းသီအိုရီတခုကိုထပ်မံအတည်ပြုနေပါဗျ။အဲ့ဒီသီအိုရီကတော့ဘရင်ဒါမှမဟုတ်ခေါင်းဆောင်ဟာဘယ်တော့မှ လုံးဝမလုံခြုံဘူး။အထူးသဖြင့်စစ်ပွဲကာလတွေမှာပိုပြီးမလုံခြုံဘူးဆိုတာပါပဲ။ဒီအချက်လက်တွေရစဉ်းစားကြည့်ရင် Star Propoli ကတရားလမ်းပေါ်မှာမာရီယူပိုးမြို့ဖြတ်စည်းခံခဲ့ရတဲ့ဖြစ်ပျက်က ခရမလင်ရဲ့ခိုင်မာတဲ့စိတ်ဓာတ်ကိုတကယ်ပဲထိခိုက်စေနိုင်မလားဆိုတာစိတ်ဝင်စားစရာပါဒါမှမဟုတ်ပူတင်ဟာအခုလိုလှုပ်ကြံတက်ဖြတ်မှုကြိုးပမ်းမှုတွေကိုပိုပြီးရက်ဆက်ပြင်းထန်တဲ့လုံခြုံရေးအစီအမံတွေနဲ့ပဲတုံ့ပြန်မလားဆိုတာကလည်းမေးခွန်းထုတ်စရာပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ